ိုလေးကို2026 match လ14ရက်နေ့သူ့မွေးနေ့မှာ အဖေတယောက်အနေနဲ့အဖေမြတ်တာရဲ့အဲ့တရက်လေးပေးပေးလို့ရမလားပေါ့ဒါ request ပေါ့နော် you to take me home and fall in ဘိုးစလေးလည်းတမိပါပဲပေါ့နော်တမိကြီးပါပဲဘိုးစလေးလည်းတမိကြီးဆိုတော့ဒုက္ခသားချက်ကလေးကိုတရက်လောက်ဖြစ်ဖြစ်အဲ့လိုမျိုးအဖေမြတ်တာလေးပြန်လာပေးပေးပါအဲ့လိုအမတော့ request လေးလုပ်ချင်တယ်အဲ့လိုပေါ့နော်တကယ်သူကမွေးနေ့ဆိုရင်အဲ့လိုသူ့မိဘလောက်ပဲ ခရူးဆိုင်ဆိုင်ပေါ့နော်သူ့မိဘလောက်ပဲချစ်ပေးချစ်ပေးသူ့မိသားစုတွေအကုန်လုံးပေါ့အဲ့လိုမျိုးချစ်ပေးပေမဲ့လည်းမွေးနေ့ဆိုရင်ထထဖောက်တယ်အဲ့လိုမျိုးလေးတွေရှိတော့သူ့ရဲ့နာပြောကြည့်ပြီးတော့မမေးနဲ့မမနဲ့ဆိုအဲ့လိုမျိုးငိုးရဲပေါ့နော်အဲ့လို အဒီနေ့ရိုက်ကူးရေးလေးကကျတော့ဒီမှာဗောနော်ယိုကိုဟာမာကိုတီဟာရဲ့အမရဲ့ဖိတ်လို့ဗောအဲ့တော့ဖိတ်တော့ဟိုအမလည်းအလုပ်တွေများတယ်ဈာတွေကနေပြီးတော့လာပြီးတော့တက်ဖြစ်တာပါကျုပ်ဟာမာကတော့အောင်မြင်ပြီးသားကုမ္ပဏီပေါ့နော်အခုဒီမှာ promotion ပေါ့ promotion လေးတွေချပေးနေတယ်အာဒီ match လာ25ကနေပြီးတော့ impress 3တိပေါ့အဲတော်တော်များတယ်အဲတော်လောက်လဲဆိုတန်10ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းတိပေါ့နော်ချပေးနေရေပေါ့ဒီ Moses ဆိုတော့အခု personal interview တွေ break ထားတယ်ပေါ့နော်အလုတ်အကြောင်းလေးတွေပဲ view ပေးပါလို့ပါဆိုသူ့ကိုကလေးကို attention ရှာတယ်ထင်ပါဆိုလို့ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့တော့အဲ့ဒါလေးတွေတော့မတို့ကရက်ထားတယ်ရက်ထားပြီးတော့ဒီ personal interview တွေလုံးဝဖြေခွင့်မပေးတော့ပါဘူးအဲ့တော့သူ့အလုတ်လေးကိုလည်းပြိုင်ပွဲကိုလည်းအယုံဆိုင်နိုင်အောင်ပေါ့နော်ဒါ Miss Universe Insane ပြိုင်ပွဲလေးကိုလည်းအယုံဆိုင်နိုင်အောင်သူကပြီးသွားရင်လည်းဒီပြိုင်ပွဲကလာပြီးသွားရင်လည်းဒီ Glory မတို့ Glory Talent Summer ရဲ့ agency နဲ့ဆက်ပြီးတော့အမှုပညာအလုပ်တွေလုပ်သွားမယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့သူ့ကိုပြန်ထိန်းထားတဲ့သဘောပေါ့ဟုတ်ဒီအနေကဒီအနေကစစ်စစ်ရမလို့ဘူးပေါ့နော်ဟို ဒါအမစိတ်ချင်ပေါ့စစ်စရာမလို့ဆိုတာအဲမိုးစောချိုလေးကိုမွေးတော့သူက2009လောက်မှာမွေးရေပေါ့နော်မွေးပြီးတော့2000အဲ2009လောက်မှာအမတို့ကအမအမရဲ့မိုးသချိုအမေတို့ကအိမ်အောင်ကြရတယ်ပေါ့ကြရတယ်မှာအဲ2009လောက်မှာအိမ်အောင်ကြပြီးတော့2002မှာ ိုးသက်ချိုလေးကိုမွေးတယ်မွေးပြီးတော့သူကသူ့သူ့ဟိုကျုပ်ကျုပ်ရှင်းနေပါတယ်အကျိုးပို့နေပါတယ်လောက်ပါတယ်သူ့အဖေကချစ်ပါတယ်ချစ်ပေးရဲ့အဲ့လို2005လောက်ကြာမှသူတို့ကိုအိမ်အောင်ကွဲတာဆိုတော့လေအဲ့လိုမျိုးဒီကနေ့ဆက်မယ်ဆိုရင်တော့မဆက်ပေးမဲ့သူတွေကရှိနေရပဲလေဒီလားအဲ့တော့တကယ်လို့ဟိုဒါကတော့အမစိတ်ထဲမှာဒါမွေးသက်ချိုနဲ့ပတ်သက်ပြီးတော့ personal interview နဲ့ပတ်သက်ပြီးနောက်ဆုံးဖြေတာပေါ့နော်မှန်တကယ်ကတော့မဒီနေ့ဒီလိုပွဲမျိုးမှာတော့မဖြေချင်ဘူးပေါ့နော်မဖြေချင်ဘူးဆိုပေမဲ့အာ request တစ်ခုအနေနဲ့တော့ရှိရဲ့ ဟုတ်ပြီ DNA စစ်ပေးဆိုရင်စစ်ပေးမယ်ပေါ့เนาะမိုးဆက်ချိုလေးကို2026 match လာ14ရက်နေ့သူ့မွေးနေ့မှာအဖေတယောက်အနေနဲ့အဖေမြတ်တာလေးအဲ့တရက်လေးပေးပေးလို့ရမလားပေါ့ဒါ request ပေါ့เนาะအဲ့လိုလေးပေးပေးလို့ရတယ်ဆိုရင်ဒါဟိုရှိတယ်ပေါ့เนาะကိုကိုလည်းအများကြီးကူညီပေးပါမယ်ပေါ့အဲ ါဒါတော့ကိုလည်းအဖေနဲ့ပတ်သက်ပြီးမိသားစုဒီလိုခံစားအားဘူးလို့အမကပြောပေးတာပေါ့နော်အမရဲ့သမီးလေးကိုအလိုမျိုးပေါ့နော်အလိုမျိုးရှိလုပ်ပေးမယ်ဆိုရင်အမတို့ဘက်ကလည်းအဆင်သင့်ပါပဲပေါ့နော်အဲ့တော့ဟို attention နဲ့ရှာတာမဟုတ်သလိုဒါမိုးဆက်ချုံနဲ့ပတ်သက်တဲ့ personal နဲ့နောက်ဆုံးယူခြင်းပေါ့နော်အမအနေနဲ့ပြောတာအမအလုပ်ကြောင်းတွေပဲပြောတာများတယ်ဆိုတော့လေအဲ့လိုမျိုးဆိုတော့အဲ့ဒါလေးတော့ရှိပါတယ်အာ လုတ်လဲလုတ်ပေးစေချင်တယ်တကယ် तू ကမွေးနေဆိုရင်အဲ့လိုသူ့အမိဘလောက်ပဲကယူဆိုင်ဆိုင်ပေါ့နော်သူ့အမိဘလောက်ပဲချစ်ပေးချစ်ပေးသူ့မိသားစုတွေအကုန်လုံးပေါ့အဲ့လိုမျိုးချစ်ပေးပေမဲ့လည်းမွေးနေဆိုရင်ထထဖောက်တယ်ထထဖောက်တယ်ပေါ့အဲ့လိုဖောက်ပြီးတော့အဲသူ့ကိုတော်တော်ပြီးတော့ဟိုဒီမွေးနေ့သူ ਆ နဲ့စကားတွေပြောစာတွေကိုသူသူဘွားမှာသူရဲ့ဖြစ်တဲ့လုံသဏ္ဍာန်ကသူကြီးပြိုင်ပွဲတွေမှာရောမှာတော့သူတိတ်အာရောမဆိုင်နိုင်ဘူးပေါ့နော်ခလေးကဒီ သူ့ဖေနဲ့သူတရက်လောက်ပြေတွေ့ရဖို့ပဲပြောနေရဲဟိုရက်တည်းရလဲသူပြောတယ်တချဲတဲ့အာသမီးတဲ့တွေ့ခွင့်ရအောင်မလားပေါ့တရက်လောက်ပဲဖြစ်ဖြစ်ပေါ့အဲအဲ့လိုခန္ဓာတကစိုးတယ်လीเนาะအဲ့လိုစိုးတယ်အမိဘအပေါ်မှာသူကဒါကိုအာရုံစိုက်နေတာပေါ့ပြီးတော့သူငငယ်လေးတုန်းကဆိုရင်တဲ့အာအဲ့လို ့ဖေစကားတီဗီမှာလာပြီဆိုတော့ပပပပဆိုထခေါ်တော့သူတို့အိမ်တိုင်းလုံးတမိသားစုလုံးကမူရတယ်ပေါ့နော်အဲ့လိုစိတ်မကောင်းနေဖြစ်ကြရတယ်ပေါ့ဒါအမကိုယ်တိုင်လည်းဖြစ်ပါတယ်အဲ့လိုမျိုးပေါ့နော်သူကတော့ဒီလိုမျိုးလေး view ရှင်နေဆိုတော့သူ view လိုက်တယ်ပေါ့သူ view လိုက်ပြီးတော့အဲ့ interview တက်လာတဲ့ချိန်ကျတော့အိမ်မမေမေတို့ကလည်းရောက်နေရပေါ့တောက်နေတော့အဲ့ interview လေးတက်လာတဲ့ချိန်မှာမမမေမေဟင်းချက်နေရောမမေမာကြည့်ချင်ရတော့ကိုယ်လည်းအဖေနဲ့ပတ်သက်ပြီးတော့ရှိထားတော့လေနော်အဲ့လိုမျိုးလေးတွေရှိတော့ သူကနာပြောကြည့်ပြီးတော့မမေနဲ့မမနဲ့ဆိုအဲ့လိုငိုရဲပေါ့နော်အဲ့လိုရှိသူကလည်းတော်တော်တနာဖို့လည်းကောင်းတယ်အဲ့လိုမျိုးတစ်ခါတလေကြိုက်ငိမ့်နေတယ်အဲ့လိုငိမ့်ပြီးတော့သူတွေးနေတယ်သူ့ရဲ့စိတ်ထဲမှာကသူဒီဟာကိုသူသူ့ရဲ့ target ပေါ့သူ့ပန်းတိုင်းသူသူ့ရဲ့ဖြစ်ချင်ဆုံးဆန္ဒလို့ပြောလို့ရတာပေါ့နော်သူ့ဖြစ်ချင်ဆုံးဆန္ဒကသူ့ဘလောက်လဲဆိုအဲ့လိုသူ့ရဲ့ ဟိုနောက်ဆုံးပေါ့နော်သူ့ကိုမတားအောင်ဆင်အောင်သူကတောက်မှန်မဲ့သဘောမှရှိတယ်တွေးခွင့်ပေးဖို့ပေါ့နော်အဲလက်ရှိတက်ဆိုင်နေသူပေါ့တက်လို့မျိုးပေါ့လက်ရှိအမအပေါ့နော်အဲ့လိုမျိုးလေးတော့သူကတောက်မှန်ပြီးတော့တော့တွေးဖို့အဲ့လိုမျိုးပေါ့တွေးချင်တာလေးကိုသူပြောချင်တယ်ပေါ့နော်ဒါတော့မမဘက်ကလည်းအဲ့ဒါကိုခံစားလို့ရတော့သူ့ဝင်နေပေါ့လာမယ့်နှစ်ဝင်နေလေးမှရှိပြီးရင်တော့ကောင်းမယ်ပေါ့နော်တော်ငယ်ငယ်လေးတုန်းကသူ့ဖေလာလာတွေးတော့သုံးကာလောက်သူတွေးရတော့ ဲ့ဒါလည်းပျော်မှာပေါ့နော်အဲဒီအကိုပေါ့အမယူထားအမနောက်ထပ်ဟိုယူရနောက်အိမ်လာပေါ့နော်အဲ့အကိုကိုမင်းလာသူကလည်းတော်တော်ချစ်ပေးရဲ့မိုးစက်ကိုအဲ့လိုအရန် view site ပေးရဲ့ပေါ့ပြီးတော့နားလည်းပေးရဲ့ပေါ့နော်ဟိုအဲ့တော့အမအနေနဲ့ကတော့ပြောချင်တာဟိုဘက်မိသားစုဒီဘက်မိသားစုတွေတော့ဟိုထိလည်းမထိခိုက်စေချင်ဘူးကောင်းကောင်းမွန်မွန်လေးနဲ့ပဲသွားစီချင်းနဲ့အဲ့တော့အမရဲ့သမီးလေးရဲ့ဆန္ဒကိုလည်းဖြည့်ဆည်းပေးလို့ရရင်ဒီလူပိုးကမှခဏလေးပဲပေါ့နော် အသက်ရှိခြင်းတဲ့အချိန်လေးပေါ့ဒီကလေးရဲ့ဆန္ဒလေးကိုသူ့ဝင်နေလေးတရက်လောက်တော့ပေးတွေးစေခြင်းတယ်ပေါ့အဲ့ဒါခုနှစ်ကကိုနိုင်လူအင်တာဗျူးလေးလည်းတွေးလိုက်တယ်အကိုကိုလည်းကျေးဇူးတင်ပါတယ်ဒါသူကလည်းသမီးလေးကိုချစ်ပြီးတော့ပြူပေးတာပေါ့နော်အဲ့ဒါလည်းသူ့ကိုလည်းကျေးဇူးတင်ပါတယ်အာမိုးသားတော့ပြောရတဲ့စနေစနေနံနဲ့စားရဲဆိုတာပေါ့နော်အဲ့လိုပုံစံမျိုးလေးနဲ့ဟိုတော်တော်များများတော့သိကြပါတယ်စမ်းကြောင်းပါပေါ့နော်ပြီးတော့သူတို့ခေတွန်းကအဆိုတော်တွေပေါ့အဲ့လိုနေမှာတချင်းနေလိုက်ဆိုတော့သူတို့တော်တော်များများလည်းသိကြပါတယ်အဲ့လိုမျိုးပေါ့ဟို အစနေနံနဲ့စပြီးတော့စတယ်ပေါ့မိုးဆက်လေးလည်းတမီးပါပဲပေါ့နော်တမီးကြီးပါပဲမိုးဆက်လေးလည်းတမီးကြီးဆိုတော့ဒုက္ခံစားချက်ကလေးကိုတရက်လောက်ဖြစ်ဖြစ် အဲ့လိုတော့အဖေမြတ်တာလေးပြန်လာပေးပြီးပါအဲ့လိုအမတော့ request လေးလုပ်ချင်တယ်အဲ့လိုပေါ့နော်အဲ့လိုဒါအဲသူကအဲ့ဟိုပါပေါ့လွတ်လွတ်ရှုခဲ့တာမဟုတ်၃ခေါက်လောက်တော့လာပြီးတော့ရိုးဆက်ကိုသူတွေ့တယ်ပေါ့နော်အဲ့လိုမျိုးတွေ့တယ်တဲ့အဲ shooting ရအပြန်အဲ့လိုမျိုးပေါ့တစ်ခေါက်ကမနက်နှစ်နာရီထိုးဆိုတာကို shooting ပြီးရောပေါ့အဲ့အဲ့လိုမျိုးနေနဲ့တွေ့ရဆိုတော့အဲ့တွေ့တာကိုလည်းသူ့ရဲ့ဒုတိယဖေက game site ပြီးရော live ပို့ပေးရပေါ့နော်သူ့မိမေလည်းပါတယ် အဲ့လိုမျိုးလေးတွေလုတ်ပေးတယ်ပေါ့ဟိုမိဘတွေအနေနဲ့ပေါ့နောက်ပိုင်းဒီနည်းနည်းကြီးတဲ့အချိန်တွေကနေစပြီးတော့မတွေ့ရောเนาะမတွေ့တော့ဆိုတော့သူကလည်းခလေးဆိုတော့အရင်လိုပြန်တွေ့ရမလားဆိုပြီးတော့စာတွေပဲတော်တော်ပို့ရင်ဘလော့တယ် အဲ့လိုမျိုးစားတွေတော်တော်ပို့ပြီဆိုရင် blog ဝါတာတို့အဲအဲ့လိုမျိုးလေးတွေပေါ့နော်ဟိုခလေးပြောတော့ဟိုဒါနားလဲပါတယ်ဟိုအိမ်တော်ကြီးတွေမှာနည်းနည်းပရိပခါလေးတွေတို့ဘာလို့ဖြစ်မှာဆိုလို့ဖြစ်မှာပေါ့နော်အဲ့တော့နားလဲပါတယ်ဟို mosaic တို့ရဲ့မမေရလည်းတော်တော်နားလဲပေးပြီးတော့တော်တော်ဟိုအရန်ဟိုနားလဲပေးပါတယ်အဲ့လိုမျိုး ဟိုငိုသက်ကတော့အမားတို့ကတော့ပြောထားတယ်ပေါ့နော်ဟိုတကယ်လို့ interview တွေဖြည့်ခဲ့တော့ရှိနေလဲ personal မပြူဖို့ရဲနောက်တစ်ခုကအာဘသူ့အိုမမထိခိုက်ဘူးဆိုရင်ပြောလို့ရတယ်ပေါ့နော်အာဘသူ့အိုမမထိခိုက်ဘူးအဲတမီးရဲ့အဓိကဆန္ဒကိုပဲပြည့်မယ်ဆိုရင်ရတယ်ပေါ့နော်အဲ့အဲ့လိုလေးပဲပြောပေါ့ကျွန်တော်တော့မပြောတော့နဲ့ပေါ့အဲ့လိုမျိုးလိုပြောတယ်အဲ့တော့ဟိုဒီကနေတစ်ဆင့်အဲ Facebook သုံးနေတဲ့သူပဲဖြစ်တော်တော်ပဲဖြစ်ရဲ့ အဲ့တခုပေါ့နော် request လုပ်ပြီးတော့ဟိုတောင်းမှမှာတယ်လို့မိုးဆက်ရဲ့ interview လေးနေတောက်လျှောက်တက်နေရရင်လည်းပတ်သက်ပြီးတော့အာအမားတို့သူတို့ဘက်ကပေါ့နော်ဒီ Miss Universe Insight ပေါ့နော်အဲ့ဒါရော Glory Agency ရောအမားတို့သူ့ကို personal plate ထားပါတယ်အဲ့ဒါလေးအနောက်ဆက်အဲစိတ်အနောက်ရှက်လေးတွေဖြစ်သွားကြတယ်ဆိုရင်အဲဒူဒူကဒီရပဲတောင်းမှပေးပါတယ်လို့ဟုတ်